မိတ်ဆွေတို့ကမိထားပါတယ်။ဒူအာအလုတ်တာနဲ့ပတ်သက်ပြီးမှန်ကန်တဲ့နီလန်းလေးတိချင်လို့ပါဆရာ။တက္ကနမဆလလောဟ်အလัยဝဆလမ်ကဆဟာဘီတွေကိုဒူအာဘယ်လိုလုပ်ဖို့တင်ပေးတော်မူထားပါသလဲ။တင်ပြပေးပါဆရာ။ဘစ္စမိလ္လာဟ်ရာဟ်မာနရာဟီမ်။တမီးကမဒူအာရဲ့ဆွန်နတ်တရီကာကိုမိထားတာပေါ့။ဆိုအင်းဆုံးဒူအာတောင်းမဲ့လူတစ်ယောက်ကဟလာတတ်တမ်းပြပြ သူဖြစ်နေရမယ်။သူညညညာတဲ့အချိန်တွေမှာအတူမတောင်းရမတောင်းတင်။အဲတက်တက်ပြပြကိုကိုကိုလှုပ်ထားပြီးပြီးဆိုရင်ကင်မရာဘက်ကိုမျက်နှာမူပြီးတော့ဟလာခြေတော့တရှဟုတ်မူသားထိုင်ပြီးတော့ဟလာရိုးကျိုးစွာနဲ့အလားစီမှာတော့တောင်းအဲတော့တောင်းတဲ့နေရာမှာကျွန်တော်ဟာကျွန်တော်ရဲ့လက်ကိုလက်ကိုပါကိုဟလာရင်ဘတ်ထိမြောက်လာမယ်တရှဟာဒီစ်တွေကပခုံးတိ မြောက်လို့ရတယ်ဆိုတော့တည်ရတယ်။မြောက်တဲ့နေရာမှာကျွန်တော်ရဲ့လက်ကိုကျွန်တော်အနှဲငယ်ခြားရမယ်။ပြီးတော့လက်ဖွားကကောင်းကင်ဘက်ကိုဖြစ်နေရ။ဘာလို့လဲဆိုရင်ဒွာရဲ့အချိန်နဲ့မှာကေဗလာကမိုးကောင်းကင်ပဲ။ဒါကြောင့်ကျွန်တော်ကဒွာတောင်းတဲ့နေရာမှာကျွန်တော်ရဲ့လက်ဖွားကမိုးကောင်းကင်ဘက်ကိုပြင်နေရမယ်။ဒါအဲ့ဒါမျိုးလုပ်ပြီးဆိုရင်ကျွန်တော်ယူကျိုးစွာနဲ့အလားစီမှာဒွာတောင်းမယ်။ဟုတ်လား။ စတ်ကောင်းတဲ့ညမှာကျွန်တော်ဟာအရင်ဆုံးမမီးရဲ့ဒွါးကိုဟာလာအလာအလာရှိမက်ပေါ်မှာလာရှိမက်ကိုချင်းမထုတ်ပနာပြူပြီးတော့စမယ်ပြီးဒရုဒ်ဟာလာဒရုဒ်အပေါ့မယ်ကောမဂျီဆောစလမ်ပေါ်မှာအဆုံးမှာလဲဒရုဒ်နဲ့ပဲအဆုံးတက်ဒါလည်းမလုပ်မယ်ဆိုရင်ဒွါးပို့ပြီးတော့လက်ခံမှုမျှဝေချက်ရှိတယ်အဲ့လိုတောင်းတဲ့ညမှာကျွန်တော်မမီးတော့ရင်တောင်းမယ်အကိုတော့တောင်းပြီးရင် အဲကိုယ့်ရဲ့မိဘနှစ်ပါးတော့တောင်းမယ်ပြီးရင်တခြားမွတ်စလင်မာနေအားလုံးတော့ကိုတောင်းတောင်းပေးရ။ဒွါတောင်းတဲ့နေရာမှာကျွန်တော်က အကေအေးပါတဲ့ကိစ္စတို့ခုခုကိုအထက်တောင်းကျင်နေဆိုရင်ပိုကောင်းတာကတို့အားမတောင်းခင်အရင်ကတည်းအရင်မှကျွန်တော်ဟာဟာလာကောင်းမှုတစ်ခုခုလုပ်လိုက်အလိုက်အတော်ရရပြီးတော့ ikhlas နဲ့ကောင်းမှုတစ်ခုခုလုပ်လိုက်ဥမာပြီးဆန္ဒကားတွေပဲပေးလိုက်ပြီးရင်ဒွါတဲ့မှာအဲ့ဒီစကားကိုမထက်ပြော ဟုတ်လားကျွန်တော်ဟာမေကောင်းမှုကိုဟာလာအရှင်းအသွက်အခလားစနဲ့ကျွန်တော်လုပ်ခဲ့ပါတယ်အဲ့ဒီကောင်းမှုရဲ့ဘာရကတ်နဲ့ကျွန်တော်ရဲ့ဒီတို့အောင်အလားလက်ခံပေးပါအဲ့အဲ့လိုကျွန်တော်ထည့်ပြပြီးဒွါတော်နဲ့ညမှာအခလားစနဲ့တောင်းဒွါတော်နဲ့ညမှာအခလားစကဘာလို့ဆိုရလဲဆိုရင်ငါ့ရဲ့ရွယ်ချက်ကိုအလောင်းရှင်မြတ်မပါတခြားဘယ်သူမှမဖြည့်စည်းနိုင်ဘူးအလားပဲဖြည့်စည်းနိုင်တယ်ဆိုတော့အဲ့ဒီယုံကြည်ချက်ကျွန်တော်ရဲ့နှလုံးသားထဲမှာရှိနေရတယ် အဲ့ဒါလိုယုံကြည်ချက်ညွန်လာလာစီမှာတောင်းပြီးကျွန်တော်တို့အားလုံးတောင်းလို့ပြီးပြီးဆိုရင်အနောက်ဆုံးကျွန်တော်တို့အားကိုအဆုံးတက်ပြီးကျွန်တော်ရဲ့လက်ကိုမျက်နှာလမ်းတစ်ဖက်နဲ့မျက်နှာကိုပုတ်တက်လိုက်ရပြီးတခုတတိပြုရမှာကကျွန်တော်ဟလာဆလာတူလ်ဟာဂျ်ဟလာနမတ်ဖတ်လိုက်မယ်ဆိုရင်ဒါတို့အားတောင်းတဲ့ညမှာပို့ပြီးတော့ထိရောက်မှုရှိတယ်ဆိုတော့တို့အားမတောင်းခင်ဆိုတော့ဆလာတူလ်ဟာဂျ်ညတ်နဲ့နမတ်နာကပ်အဖတ်လိုက်တဲ့ နောက်ပြီးဒွါလုပ်တဲ့နေရာမှာတူတူအလားဆာရဝန်ဘောတူတီးစွာဒွါတောင်းတာကပူကောင်းတယ်အတန်ထုတ်ပြီးတော့ဒွါတောင်းတာထောက်အဲ့လိုပဲအလိုင်းရှင်းမှာအလားယိုးကျိုးစွာနဲ့ငိုယိုပြီးတော့ဒွါတောင်းတာပူကောင်း